ရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်နေရှင်မှစီစဉ်ထုတ်ဝေသည့်ရှမ်းချယ်ရီမဂဇင်းစာအုပ်မိတ်ဆက်ပွဲကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဘက်ဆောင်တုံးခမ်းမ၌ယနေ့နေ့9နိုင်ကရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်နေရှင်မှစီစဉ်ထုတ်ဝေသည့်ရှမ်းချယ်ရီမဂဇင်းစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာရှမ်းပြည်နယ်ဆိုရဖွဲ့ဝင် ြည်နယ်စီးပွားရေးရာဝန်ကြီးဦးခွန်သိမ်းမောင်က အမှားစကားပြောကြားရာတွင်နိုင်ငံတော်အနေဖြင့်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဘက်ရှိန်မြင့်တင်ရေးပွဲတော်ကျင်းပဖို့လမ်းညွှန်ချက်အရာ ရှမ်းပြည်နယ်တစ်ခုလုံးမှာ73ကြိမ်ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်းရှမ်းပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းကလည်း2019ခုနှစ်ကစပြီး3ကြိမ်ပြုလုပ်နိုင်ခဲ့ကြောင်းရှမ်းပြည်နယ်၏ယခုလိုပွဲတော်များအောင်မြင်မြင်ကျင်းပနိုင်မှုကိုမှတ်တမ်းတစ်ရက်ဖြင့်ဖော်ပြနိုင်ဖို့ ရှမ်းချယ်ရီမဂ္ဂဇင်းထုတ်ဝေပြီးယနေ့မိတ်ဆက်ပွဲအခမ်းအနားဖြစ်ပါကြောင်းဒီမဂ္ဂဇင်းမှာရှမ်းပြည်နယ်၏ဖွံ့ဖြိုးတိုးတက်မှုတွေပြင်ပြည်သူကို အသိပညာပေးနိုင်တဲ့တူတရတစာပေတွေလည်းပေါ်ပြထားတာတွေ့ရှိရပါကြောင်းစာပေဟာခေတ်ဆက်ဆက်တိုင်းပြည်နယ်လူမျိုးကို အကျိုးပြုစေခဲ့ပါကြောင်းတိုးတက်ပြောင်းလဲလာသည့်ခေတ်ကာလနှင့်အညီသတင်းချက်လက်ဤပညာထွန်းကားလာပြီးနေ့စဉ်နှင့်အမျှလိလာစီးပူးတင်ယူရန်လိုအပ်မည်ဖြစ်ပါကြောင်း စာပေဤတန်ဖို့စာဖတ်ခြင်း၏အကျိုးကျေးဇူးတွေသိမြင်နိုင်ဖို့အခုလိုစာအုပ်တွေလည်းစင်ဆက်မပြတ်စီစဉ်ထုတ်ဝေနေရမှာဖြစ်ပါကြောင်းစာပေဖတ်ရှုခြင်းမှရလာသည့်အသိဉာဏ်ဗဟုထုတတွေကိုလည်းအရင်းနှီးပြုပြီးဘဝဖွင့်ပြိုးတိုးတက်ဖို့စောင့်ရွက်နေရမှာဖြစ်ပါကြောင်းအခုလိုစာအုပ်ထုတ်ဝေနိုင်ခြင်းကရှမ်းပြည်နယ်မှတ်တမ်းတရက်ကြံရစ်နိုင်တယ်လို့မျိုးဆက်တဲ့လူငယ်တွေကိုလည်းလက်ဆင့်ကမ်းပေးနိုင်မည်ဟုယူဆမိပါကြောင်းပြောကြားပါရစေ။ ထို့နောက်ရှမ်းပြည်နယ်စာကြည့်ရိုက်များပေါင်းနေခြင်းဥက္ကဋ္ဌအတော်မေမီနီကရှမ်းချယ်ဒီမဂဇင်းထုတ်ဝေခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီးရှမ်းပြည်နယ်စာကြည့်ရိုက်များပေါင်းနေခြင်းနိုင်ကဒေါက်တာအောင်ကျော်သွားဆရာဝန်ကစာရေးဆရာများကိုစာကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ဆက်လက်၍ရှမ်းပြည်နယ်ဆိုးရဖွဲ့ဝင်ပြည်နယ်စည်းဝေးရဝင်ကြီးဥက္ကွန်သိမ်းမောင်နှင့်တာဝန်ရှိသူတို့ကရှမ်းချယ်ဒီမဂဇင်းစာအုပ်များကိုစာမှုရှင်များနှင့်ပညာရှင်များကိုအမတ်တရလက်ဆောင်ပေးအပ်ခဲ့ပါတယ်။ အဆိုပါရှမ်းချယ်ဒီမဂ္ဂဇင်းစာအုပ်မိတ်ဆက်ပွဲခန္ဓာသူရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ပြည်နယ်စည်းဝါးရေးဝန်ကြီးဦးခွန်သိမ်းမောင်ပြည်နယ်ဥပဒေချုပ်ဌာနဆိုင်ရာတာဝန်ရှိသူများရှမ်းပြည်နယ်စာကြည့်ရိုက်များဖောင်ဒေးရှင်းအဖွဲ့များစာပေပညာရှင်များစာပေချစ်မြတ်နိုးသူများနဲ့ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ